ချက်ချီဗီဒီယိုအသုံးပြုပြီးတော့ presentation slide တွေကိုအလွယ်လုပ်တဲ့နေကိုပြောပြပေးသွားပါမယ်။ပုံမှန်ဆိုရင် ChatGPT မှာတခုခုမေးလိုက်တယ်ဆိုရင် तू आ စာလိုက်ကြီးပြန်ဖြေတယ်။အဲ့ဒီခါကျရင်ကိုရီးယား slide လုပ်မယ်ဆိုရင် copy ယူရတယ်။ပြန်ပြီးတော့ PowerPoint မှာ copy paste လုပ်ပေးရတယ်ပေါ့နော်။အဆင်အဆင်လုပ်ကြတယ်။ဒါမှမဟုတ်လေဒီ Pro Agree လုပ်ပြီးတော့ Canva နဲ့အသုံးပြုကြတယ်။အခုကကြတော့လုံးဝ free သုံးလို့ရတယ်။အလွယ်ကူဆုံးနဲ့အရိုးရှင်းဆုံးနည်းကိုပြောပြပေးသွားမှာ။ဘာမှ jargon plug in တွေလည်းမလိုဘူးပေါ့နော်လိုက်ကြည့်လိုက်ရအောင် okay ဆိုတော့ပထမဆုံး ChatGPT ထဲဝင်လိုက်ပေါ့နော် ChatGPT ဆိုပြီးဝင်လိုက်ရုံပဲဝင်ပြီးွားပြီဆိုရင်အခု area တို့ဒီလိုရောက်သွားမယ်ပေါ့နော်အဲ့တော့အခုပေးတဲ့ brown ရိုက်ပြီးပေါ့နော် uh create bba code for a powerpoint presentations or seven slides ဆိုလဲ seven slide ပေါ့เนาะတကယ်လို့ကိုက ten slide ဆိုလဲ ten slide ကိုအဆင်ပြေလို့လုပ်လို့ရတယ်ပြီးတော့ဒီမှာကြဒါ topic ပေါ့เนาะ area ကို artificial intelligence အကြောင်းသူ slide လုတ်ခိုင်းမယ်ပြီးတော့ feed the slide with information based on the knowledge ပေါ့เนาะသူကသူ information လုတ်ခိုင်းမယ်ပေါ့เนาะဒါ area ရှိမှလုတ်ထားတဲ့ဟာပဲသူက code တွေပေးမှာပေါ့เนาะ sorry ဟာကိုပေးလိုက်မယ်ပေးလိုက်ရင်သူက code ပေးလိုက် မဲ့ add code ကိုအသုံးပြုပြီးရောကိုရီးယားဒီ Microsoft PowerPoint PowerPoint ကို create မှာပေါ့နော် โอเคလွယ်တယ်အာဒီကုတ်ကို copy ကူးလာ PowerPoint နဲ့သွားပြီးပေါ့เนาะ PowerPoint နဲ့သွားပြီးွားပြီးဆိုရင်ဒီအပေါ်က tools ပေါ့เนาะ Windows ဆိုရင်တော့ဒီနားလီမှာပုံမယ်ဒီ Mac ဆိုရင်တော့ဒီပုံမှာပုံမယ်ပေါ့เนาะ tools ကိုသွားပြီးရင်ဒီ macro ဆိုတာရှိတယ်အဲ macro step by step teacher live လုံးမှာတော့ရမယ်เนาะပြီးရင် visual business editor ဆိုတာသွားပြီးပေါ့เนาะသွားပြီးွားပြီးဆိုရင်သူကဒီ insert ဆိုတာရှိတယ် insert မှာမှာ module ဆိုတာရှိတယ်အဲ module မှာခုနကချက် ChatGPT က copy ထားတဲ့ code ကို paste လုပ်လိုက် paste လုပ်ပြီးွား run ဆိုတာနှိပ်လိုက်ပေါ့နော်နှိပ်ပြီးွားပြီဆိုရင် तू ကဘာရလာမလဲဆိုရင်ပုံစံနဲ့ PowerPoint slide ကိုရလိုက်ဒီမှာဆို1 2 3 4 5 6ခုနှစ်ခုပေါ့နော် artificial intelligence အဲ့မှာမှာကိုက design ကိုကိုဆင်ပြီးတလို့ပြန်ပြောင်းလိုက်လို့ရတယ်ဆိုတော့ရင်တော့ဒီနီးကိုမတီတော့ဆိုရင် ChatGPT ကယူလိုက်ဒီမှာ copy paste ချလိုက်အဲ့လိုတစ်ခုချင်းစီလုပ်ရတယ်အခုကြတော့ အဲ့လိုမလို့တော့ပဲね slide 9ခုဆိုရင်9ခုစလုံးကိုလာရပြီရေပေါ့เนาะဒီဘက်မှာနည်းနည်းအဲ font ဒီ format လေး error ဆိုရင်တော့အကိုအကို manually ပြင်လိုက်ပေါ့เนาะဆိုတော့ဒီလိုအလွယ်လုံးလိုက်အောင်ပါပဲကျေးဇူးတင်ပါတယ် Okay အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်အများအတွက်ကြိုးရှိအောင်ဒီဗီဒီယိုပြန်လည်ကိုမျှရှင်မယ်ကုညီနိုင်ပါတယ်ဒါအပြင် ChatGPT ကိုကောင်းကောင်းသုံးချတတ်အောင်ရဲ့လက်တွေ့မှာမဖြစ်မနေသုံးလို့ရတဲ့ do's တွေကိုတင် जा ပြတာပြီးနေ AI for practical use ဆိုတော့ ်တင်နန်းလည်း area မှာဖွင့်ထားတာရှိပါတယ် digital marketing ဆိုင်ရာတင်နန်းတွေလည်းရှိပါတယ်အဲ့တော့စုံစမ်းမေးမြန်းနိုင်ပါတယ် bye bye နောက်ထပ်ပုံမကောင်းမွန်တဲ့ video တွေနဲ့ပြန်လာပါမယ်